ဒီနေ့ပြောပြမယ့်အကြောင်းအရာကလူနာတယောက်ပေါ့နော်လူနာတယောက်အဲ့ရောက်လာတယ်သူအဲ့ရောက်လာတဲ့အကြောင်းရင်းကတော့ဘာရရောမဟုတ်ပါဘူးသာမေးမြန်သိချင်တာတွေပေါ့နောက်ပြီးတော့သူ့မှာလည်းယောဂအနေထားလေးရှိနေတာရယ်အမျိုးမျိုးပေါ့နော် လူလောကဆိုတာလေဟိုစေရောက်ရလို့ရှိရင်ဈာမရေမကောင်းလို့ပြီးလို့ရှိရင်ဒီအာဘေဒင်အိမ်ဒီနဲ့ဆရာအိမ်ဒီရလို့ရှိရင်ဒါလည်းနေမကောင်းလို့ပါပဲအဆင်မပြေလို့အဲ့တော့လက်စရုံသွားပြီးပြတ်တယ်အဲ့မျိုးချင်းညောင်းလာတဲ့အခါကျတော့ဒါအတိတ်ရောက်ခေါ်လာတာပါအတိတ်ရောက်ခေါ်တော့သူကအိမ်ချမ်းရောင်းမကိစ္စကိုလာတာ ဒါပေမဲ့အိမ်ချင်ရအောင်လားကိစ္စမဖြစ်ဘဲနဲ့သူ့မှာသွယ်ကန်းနေတဲ့ဒီသူ့ရဲ့ပုံကိုပေါ့သွားလဲဖေးရင်လိုက်ကြည့်လို့ရှိရင်အဲ့ဒီသူ့ရဲ့ပုံကိုကြာသွယ်ကန်းနေတယ်ပေါ့သူ့ပုံကိုဝင်စီလို့ရှိရင်စကားပြောလို့မရဘူးငါ့ပေါ့အဲ့ကဲနေ့စီမှာရှိတဲ့ပုံကိုအရင်ခေါ်မယ်နင်းအိမ်ချင်ရအောင်နာမလို့ဝင်လာတဲ့အခါကျတော့လေစကားမပြောငိုပြန့်နဲ့အံ့နေတယ် အဲ့လိုမျိုးပဲသူကဝင်တဲ့စိတ်ကိုလည်းတိတ်နေတယ်ဒီဘက်ခြံကလူလည်းသူတိတ်တယ်အဲ့မျိုးကတော့လူသူတိတ်တဲ့ခါကျတော့သူတိတ်နေတဲ့ရာအလုံးကိုတိတ်နေတယ်ဆိုတော့ဒါစင်တစင်သူ့ရဲ့နောက်ချောင်းသူ့ရဲ့စင်မြုပ်ဆောင်ဆန်တဲ့ခါကျတော့သူကနတ်ပွဲမှာသူ့ဤတိုင်းပူနေတယ်တုံနေတယ်ဘ누구ပြောပြောဘ누구ခေါ်နတ်ပွဲထဲမှာလိုက်ကလိုက်ပူနေတဲ့ခါကျတော့ အဲ့ဒီပြဿနာတွေကတုံးမတော့ရလာတယ်နှောရလာတယ်အဲ့ဒါဖြစ်ရဲ့နှစ်ပတ်သေးချက်ပဲအဲ့တော့သူ့ကိုပြောတော့ဗောဒါစင်တိမရှိတဲ့ပုဂ္ဂိုလ်ကဖိုးရွှေအားလည်းမဟုတ်ဘူးငကဇက်လည်းမဟုတ်ဘူးနေနောက်ကိုလို့မမြင်ရတဲ့ဒီနကနာနပွဲကနေပရလောကတွေမြင်ရနနာဘဝနေကိုလိုက်ပြီးအမိပြုပြီးတော့နေစီမှာရှိနေတယ်ဒါကြောင့်နေမပြေလည်မှုတွေဖြစ်နေတယ်ဆိုရက် နေအခုကနေစပြီးတော့တဏ္ဍကုံ၃ပါးယွအာဗုဒ္ဓံတဏ္ဍကိစ္ဆာမိဓမ္မံတဏ္ဍကိစ္ဆာမိတန်ကံတဏ္ဍကိစ္ဆာမိနေထာယွနေမယ်ဆိုရင်နေရစိတ်ထဲမှာလေဘယ်ရာမှမပူတော့ဘူးကဲအခုနေပုပ်ကိုငါခေါ်တဲ့ချိန်မှာနေပဋ္ဌာန်းဆက်ငါခေါ်မဲ့ချိန်မှာနေကိုယ်တိုင်ကယွနေစတဏ္ဍကုံ၃ပါးအဲ့ခါကျတော့ဘာဖြစ်တော့သိလား तू တဏ္ဍကုံ၃ပါးယွတဲ့ချိန်ကျတော့ဒီ မကောင်းတဲ့အရာကသူ့ကိုမှီတယ်မဝင်တော့ဘူးအဲဟုတ်တယ်နော်တဲ့ဟုတ်တယ်ကိုထွေးလို့မဝင်တော့ဘူးတဲ့အဲ့တော့နေမနဲ့ညတရံကသုံးပါမြေတန်ယူမေတ္တာပို့အမြတ်ဝင်နေနေစိတ်မဆွဲကတ်တဲ့အရာတွေအကုန်လုံးပြပါအောင်မယ်လို့အဲ့လိုပြောလိုက်တော့အဲ့လိုပြောတော့သူ့မှလည်းကျမ်းမာရေးပိုင်းဆိုင်ရာလေယောဂတမျိုးရှိနေတယ်အဲ့ဒီယောဂကြီးလဲသူကုနေရတယ်အဲ့ဒီယောဂကြီးကို ူကုတ်နေရတဲ့ပြင်တခြားဒီနက်ဆရာအိမ်သွားတဲ့ခါကျတော့ဒီဖိုးရှင်အလို့ပြောပြီးအဲ့နက်ဆရာလည်းသူ့ကိုမက်ပွဲတက္ကနာစာတောင်းလိုက်တယ်လေအဲ့မှလေဖိုးရှင်အမဟုတ်ပဲနဲ့တိုက်တည်ဒီတိုက်ဆရာတွေနက်ဆရာတချို့တွေကအမပတ်စံယူလိုက်တယ်သူခင်ဗျာလေး ်30ကျော်ကုန်သွားတယ်ဒါမဲ့ယောဂပြောက်မလာဘူးဘာဖြစ်လဲသူရဲ့ဈာမရဲ့ဆေးရုံပိုးဝင်မဲ့ယောဂဖြစ်နေတယ်ဒီပိုင်းဆိုင်ရာစိတ်ဓာတ်ကတော့ကျွန်တော်မြင့်တင်ပေးလိုက်တယ်နေတရကုံရိုးဆိုပြီးတော့ဒုက္ခမြာလေနေကောင်းသွားတယ်အဲ့တော့ဒီဒီအကြောင်းအရာကိုဘာကိုထောက်ပြခြင်းလဲဆိုရင်ကိုကိုတိုင်ကစိတ်မှလေး အပြင်ကပရလောကမြန်နေကိုစိတ်ကိုတိုက်ဆက်ပဋ္ဌာန်းဆက်ဆိုပြီးဆွဲလန်းနေတဲ့လူတွေဘယ်ရာမစိုးတဏ္ဍာသုံးအားကိုအများရပွားပြီးမေတ္တာပို့အမြဝီပြီးလို့ရှိရင်အရာရာအားလုံးအေးချမ်းလာမယ်နော်အဲ့ဒါမမိကိုကိုလည်းအများရန်တုံတိုင်းနတ်သက်တိုက်လို့တော့မထင်နဲ့တခါလေကြာရင်ကိုကနတ်ပွဲမှာအများရန်တုံပူးလုံနေစဉ်နေနတ်ဆရာတွေက ဒီတိုင်းပဲလှုပ်ပြန်ဝေဝိုင်းကြာလို့ရှိရင်ကိုယ်စိတ်ကလည်းဘာဖြစ်သိလားအဲ့ဒီရဲ့အမိပြူပြီးတော့ကိုယ်စိတ်တလဲလဲပြီးအမျိုးတုံတက်လာတာမကောင်းစွာတဲ့ကတဲ့သဘောပေါ့အဲ့တော့မိမိကိုမိစင်ကျင်နိုင်ပါစေလို့တော့ပြောချင်ပါတယ်ဘာလို့မှလည်းမပုတ်ခတ်ဘူးကိုယ်စီရောက်တဲ့ဧည့်သည်ချောင်းကိုကိုပြောတာ